မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 6ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မင်းအောင်လှိုင်ရဲ့စစ်အာဏာသိမ်းမှုမှာယာယီသမ္မတအဖြစ်နဲ့ပါဝင်ဆောင်ရွက်ခဲ့သူမြင့်ဆွေဟာဒီကနေ့မှတေဆုံးသွားပြီဖြစ်တယ်လို့ News of Myanmar NOM Telegram Channel အပါအဝင်စစ်တပ်ရဲ့ Telegram Channel များကဒီကနေ့မွန်လွဲပိုင်းမှာကြပြိုင်နက်ထဲသတင်းထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့ဩဂတ်စ်လ6ရက်နေ့မနေ့3နိုင်အချိန်မှာအမတ်နဲ့စစ်ဆေးယုံကြီးဂရင်းတထောင်မှာတည်ဆုံသွားခြင်းဖြစ်ကြောင်း News of Myanmar NOM Telegram Channel အပါအဝင်စစ်ခွေးတိုက်ရဲ့ Telegram Channel များကကြပြိုင်နက်ထဲသတင်းထုတ်ပြန်ခဲ့ပါတယ်ဒါပေမဲ့အကြမ်းဖက်ပြောရေးဆိုခွင့်ရှိသူဇုံမဲလုံးကတော့မြင်းဆွေမသေးသေးပဲစေကူတာမှုခံယူနေဆဲဖြစ်တယ်လို့မြင်းဆိုလာကြောင်းသိရပါတယ်မြင်းဆွေဟာ2023ခုနှစ်ကစတင်ပြီးတော့လှုပ်ရှားရမှာတုံနေခြင်း အစာအာဟာရစားသုံးနိုင်မှုနည်းပါခြင်းပါကင်ဆင်အာရုံကြောအားနည်းယောဂခံစားနေရတယ်လို့သိရပါတယ်အဲ့ဒီနောက်2024ခုနှစ်စင်ကာပူနိုင်ငံနဲ့မြန်မာနိုင်ငံရဲ့စစ်ဆေးရုံတွေမှာစေကူတာမှုခံယူခဲ့တယ်လို့သိရပါတယ်စစ်ခွေးတက်ကမြင့်ဆွေရဲ့ကျမ်းမာရေးအတွက်အနီးကနေအိမ်မှာစေကူတာမှုပေးခဲ့တယ်လို့သိရပါတယ်မြင့်ဆွေဟာ2025ခုနှစ်ဇွန်လလအတွင်းမှာကိုလေးချိန်ရောကြခြင်းအစာကောင်းမွန်စွာမစားနိုင်တော့ခြင်းအဖျားတက်ခြင်းအုံနောက်노ကြမှုယုံနေလာခြင်းတို့ကြောင့်ဇူလိုင်လ24ရက်နေ့မှာ အမတ်နဲ့ဆက်စည်ယုံကြီးမှာထမှန် စေကူတာမှုခံယူနေတယ်လို့သိရပါဗျ။ညင်းဆွေဟာလက်ရှိအသက်84နှစ်ရှိပြီဖြစ်ပြီးတော့စစ်ခွေးတပ်မှာဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိတာဝန်ထမ်းဆောင်ခဲ့ကစစ်အာဏာရှင်တန်းရွှေရဲ့လူယုံတဦးလည်းဖြစ်ခဲ့တယ်လို့သိရပါဗျ။ညင်းဆွေဟာရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်အဖြစ်2011ခုနှစ်မတ်လ30ရက်နေ့ကနေ2016ခုနှစ်မတ်လ30ရက်နေ့အထိတာဝန်ထမ်းဆောင်ခဲ့ပြီးတော့ NLD အစိုးရလက်ထက်2016ခုနှစ်မတ်လ30ရက်နေ့မှာစစ်ခွေးတပ်ရဲ့ကိုယ်စားလှယ်အစုအဖွဲ့က ရွေးချယ်တဲ့ဒုတိယသမ္မတတဦးဖြစ်လာခဲ့တယ်လို့သိရပါဗျ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာစစ်ခွေးခေါင်းဆောင်မင်းအောင်လှိုင်ကအာဏာသိမ်းပြီးတဲ့နောက်မြင်းဆွေဟာမင်းအောင်လှိုင်ရဲ့ရုပ်သေးရုပ်ယာယီသမ္မတဖြစ်လာခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့ပေါ်မှာရှိတဲ့အမှတ်3ရဲလေ့ကျင့်ရေးတင်းတန်းကျောင်းကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ရာဗိုလ်တအုပ်အပါအဝင်15ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ4ရက်နေ့ညနေ3နာရီခွဲကအချိန်မှာသခိုင်းမြို့အမှတ်3ရဲလေ့ကျင့်ရေးတင်းတန်းကျောင်းအတွင်းမှာတန်းစီပြီးတော့မိကွန်းပြောနေတဲ့အချိန်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကဒရုန်းနဲ့ဘုံလေးလုံးတပြိုင်တည်းထဲကျဲချတိုက်ခိုက်ရာတန်းစီနေတဲ့လူအုပ်ထဲကိုကြောက်ရောက်ပောက်ကွဲပြီး နှစ်ပွင့်နဲ့ဘိုးအရာရှိတအုပ်အပါဝင်15ဦးတေဆုံးကအများပြဒဏ်ရာရှိသွားတယ်လို့သိရပါဗါအဲ့ဒီလိုကြဲချဖို့အတွက်နှစ်ရက်လောက်ကင်းထောက်ခဲ့ရပါတယ်ဒီကောင်တွေလက်ကျင်ရေးလုပ်ဖို့တန်းစီနေတဲ့အချိန်သူတို့မိကွန်းပြောနေတဲ့အချိန်ပေါ့အဲ့ဒီလူအုပ်သေးကိုကြဲချတာကင်းထောက်ကနေပြီးတော့သူတို့တန်းစီတဲ့အချိန်မှာဖုန်းလန်းဆက်တဲ့အချိန် drone တက်ပြီးတော့ကွက်တီကိုကြဲချနိုင်ခဲ့တယ်ဘုံတွေအကုန်လုံးကကွက်တီကြတယ်နေရာမှာတင်ပွဲချင်းပြီး15ကောင်တောင်ရှင်းသွားတယ်နှစ်ပွင့်နဲ့ဘိုးမိကွန်းပြောနေတဲ့အချိန်မှာကြဲချလိုက်တာဆိုတော့ ဲ့ဒီနှစ်ပွင့်နဲ့ဘူကနေရာမှာတင်းတန်းသေးတာပဲသူ့ရဲ့သားကအေးပေါ်ဆေးရုံတင်ထားရတယ်လို့ကြောက်ဆယ်ခရိုင်အမှတ်၁၈လေး drone တက်ရင်ကတရင်မုတ်ဆရာလေးကပြောကြားထားပါတယ်အခုလိုမျိုးဘုံဒီကျဲချတိုက်ခိုက်ခံရပြီးတဲ့နောက်စစ်ခွေးများကလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့တဲ့အပြင် jet fighter နဲ့၃ချိန်ပြန်ဝဲကချိန်ချောက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီလေ့ကျင့်ရေးတင်တန်းကြောင်းဟာဂျမားတွေအခိုင်အမာတိစောက်ထားပြီးတော့ရခင်ကပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များရဲ့ drone များမကြာခဏပြတ်ကျခဲ့ဘူးတယ်လို့သိရပါတယ်ဂျမားအနေနဲ့အရန်ကိုအားကောင်းတဲ့နေရာပေါ့ တို့ဂျမ်းမာကိုတို့ကိုတို့ယုံကြည်မှုရှိတယ်ငကိုကလေးကပဲတိုးနိုင်ရင်တိုးဆိုပြီးတော့စိန်ခေါ်ထားတဲ့အနေထားပါ drone တော်တော်များများလဲအဲ့ဒီနားမှာပြတ်ကြဘူးတယ်ကျွန်တော်တို့လဲဒီတစ်ခေါက်တိုးနိုင်ခဲ့တာတို့အနေနဲ့တော့ counter ပြန်တယ် counter ပြန်တဲ့အပြင် jet fighter ပါတောက်လျှောက်လာဝဲနေတာသုံးလေးဘက်လောက်ထိဝဲတယ် counter ကနှစ်ခေါက်ပြန်ပြစ်တယ်ကျွန်တော်တို့ချပြီးလို့အတန်ထွက်ပြီးတာနဲ့၅မိနစ်လောက်နေတော့ counter ပြန်ပြစ်တာပဲလို့ကြောက်ဆဲခင်အမှတ်၁၈လေးလေး drone တက်ရင်ကတက်ရင်မူ CR လေးကရှင်းပြထားပါတယ်၎င်းတက်ခတ်မှုကိုကြောက်ဆဲခင်အမှတ်၁၈လေးလေး drone တက်ရင် ောင်တပြင်းညီနောင်ကြောက်စဲ PDF နဲ့မိုက်တူးပြည်သူ့ကာကွယ်တပ်ဖွဲ့ပူးပေါင်းစွာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမေထီလာမြို့နယ်ရန်ကုန်မန္တလေးအမြန်လန်းမိုင်းတိုင်းအမှတ်188မြေဆောင်9ဖားလုံးမှာရှိတဲ့တလင်းကုန်းတရာစစ်စစ်ရဲ့ဂိတ်စခန်းကိုဝင်ရောက်တိုက်ခိုက်ရာရဲအနအုပ်တွေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဩဂတ်စ်လ9ရက်နေ့မနေ့9နိုင်ကန်အချိန်မှာမိထီလာမြို့နယ်ရန်ကုန်မန္တလေးအမြန်လမ်းမှာပေါ်တလင်းကုန်းကြီးရွာအနီးမှာရှိတဲ့မိုင်းတိုင်း288မြေဆောင်ခုနှစ်ဖားလုံးမှာတိစောက်ထားတဲ့အကြမ်းဖက်စစ်ခွေးတိုက်ရဲ့လက်အောက်ခံရဲစက်တအုပ်နဲ့စစ်စင်းရေးလှုပ်ဆောင်နေတဲ့ဂိတ်စခန်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကဝင်ရောက်တိုက်ခတ်ရာရဲနှအုပ်သိမ်းဆုံးသွားတယ်လို့သိရပါတယ်တိုက်ပွဲချိန်ကနိုင်ဝက်လောက်တော့ကြားတယ်အဲ့ဒီဂိတ်ကမိထီလာနယ်လဲနီးတယ်၁၀မိုင်လောက်ပဲဝေးတာ 69ဌာနချုပ်နဲ့ဆိုရင်9မိုင်လောက်ပဲဝေးတယ်နှစ်ကောင်တည်တယ်လို့သတင်းရထားတယ်တိုက်ပွဲထဲမှာကတကောင်နောက်ထပ်ဆေးရုံမှာကတကောင်စုစုပေါင်းနှစ်ကောင်တည်တာပါအမြန်လန်းတလျှောက်တက်ကူတွေကလည်းနီးတော့အပီးမသိမ့်နိုင်ခဲ့တာလက်နက်တွေလည်းရခဲ့တာတော့မရှိဘူးလို့မြင်းညာခရိုင်မတ်ရှိတိုင်ရင်ကတာဝန်ခံကိုလင်းလက်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းရဲ့အဝင်အထွက်တွေကိုထိန်းချုပ်ထားတဲ့စစ်စေးရေးဂိတ်တွေမှာခွင့်ပြုချက်မရဘဲနဲ့ရွှေတူဖော်ရေးလုပ်ငန်းသုံးပစ္စည်းတွေအပါအဝင်စက်သုံးစီတွေကိုပါစစ်ကောင်စီကဖြတ်တန်းတည်ယူခွင့်ပိတ်ပင်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကန့်တပ်ပစ္စည်းတွေထဲမှာရွှေတူဖော်ရေးလုပ်ငန်းသုံးဆက်ဆက်တဲ့ပစ္စည်းတွေစက်သုံးစီ၊လျှက်စက်ပစ္စည်း၊ဝါယာကြိုး၊ဘက်ထရီ၊ဆိုလာ၊ပါဝါဘန့် ဓာတ်မြေဩဇာအောက်ဆီဂျင်အိုးဆေးဝါးဆက်ဆက်ပစ္စည်းတွေစောင်းချင်းအောင်တူနာပြုတ်ဝက်ဆုံအမျိုးသမီးလဆင်သုံးဒိုင်ဘာသုံးလက်မနဲ့အထက်ရှိတဲ့ပိုက်တွေတန်ပိုက်တွေပါဝင်တယ်လို့သိရပါတယ်။အဲ့ဒီပစ္စည်းတွေကိုစစ်ခွေးလက်အောက်ခံမန္တလေးတိုင်းအစိုးရအဖွဲ့ရဲ့ခွင့်ပြုချက်ရမှတယ်။တဲဆောင်ခွင့်ရမှဖြစ်တယ်လို့သိရပါတယ်။ ဒီကောင်လေးစိတ်ခွေးတက်ကအဓိကတိန်းတာကရွှေတွင်းမှာတုံးတဲ့ပစ္စည်းတွေကိုအဓိကတိန်းတယ်အဲ့ဒါတွေဆိုရင်တော့ညှိလို့မရဘူးလုံးဝကိုပြတ်မပေးတာလို့မန္တလေးမိုးကုတ်လမ်းပိုင်းပြေးဆွဲနေတဲ့ကားသမားတို့ကရှင်းပြထားပါတယ်အဓိကအားဖြင့်တော်လိုင်းအဖွဲ့တွေအားကောင်းလာတဲ့ဒေသတွေစီကိုတွားရောက်မဲ့ကားတွေကိုတင်းကျပ်ပြီးတော့ကုန်ပစ္စည်းတည်ယူခွင့်တွေကိုကန့်တတ်နေတာလို့ကားသမားတွေကပြောပါတယ်မန္တလေးအထွတ်သခိုင်းဘက်ချမ်းရတနာပုံတရားဆစီရိတ်ခိတ်မရိယာမိုးကုတ်သွားတဲ့ကားလမ်းပေါ် ရွှေကျင်ဂိတ်ပြည်ဦးလွယ်အထွားဝက်ဝံစစ်စေးရိတ်ဂိတ်စတဲ့နေရာတွေမှာတင်းတင်းကြပ်ကြပ်စစ်ဆေးနေတယ်လို့သိရပါဗါတယ်တော်လိုင်းအင်အားစုတွေအားကောင်းရာရွှေလုတ်ကွက်တွေရှိတဲ့တပိတ်ချင်းစေကူးနဲ့မရီယာနေရီစီကိုကုံစည်းစိမှုမရှိသေးဘူးအထွားစစ်ခွေးတက်ကပိတ်ဆို့ထားတာလည်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခမောင်းဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့မြန်မာရွှေပြောင်းအလုံသမားများအတွက် CI စာအုပ်ကိုစကမ်းလေးခုဖွင့်လှစ်ပြီးတော့ဆောင်ရွက်ပေးသွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြေသူမြေဝါဖြစ်ကြောင်းတက်တည်ကံလက်မှတ် Certificate of Identity CI ကိုထိုင်းနိုင်ငံအတွင်းမှာရှိတဲ့စမော့စခွန်စခန်းစမော့ပရာကန်စခန်းဆူရတ်ထာနီစခန်းနဲ့ချင်းမိုင်စခန်းတို့မှာစောင့်ရွက်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ August 6ရက်နေ့ကစပြီးတော့ CI တက်တန်းကုံဆုံးရန်6လအောက်ကြံနေသူများတက်တန်းကုံဆုံးနေသူများကိုအသက်လဲလှယ်ပေးခြင်းထိုင်းနိုင်ငံရဲ့ ဘက်က TR38 လုပ်ငန်းစဉ်နဲ့အတူ CI ဆောင်းအစ်စ်များထုတ်ပေးခြင်းတို့ကိုဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။ဒါအပြင်နိုင်ငံသားစီစီရိတ်ကတ်မူရင်းအိမ်အောင်စုစရင်နဲ့ CI ဆောင်းရှိသူများကိုအထောက်အထားစီစစ်ပြီးတဲ့နောက်နိုင်ငံကူးလက်မှတ် Password for Thailand Only ထုတ်ပေးခြင်းနဲ့ Overseas Worker Identification Card OWIC ကထုတ်ပေးခြင်းတို့ကိုလုံဆောင်ပေးမယ်လို့ကြေညာထားပါတယ်။အဲ့ဒီ CI စာအုပ်လုတ်ခြင်းကိုတနင်္လာနေ့တိုင်းနဲ့စစ်ကောင်စီလက်အောက်ခံမြန်မာတန်ယုံဘန်ကောက်ကတတ်မှတ်ထားတဲ့ရုံးပိတ်ရက်များမှာအလုံနာမှာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးတော့အကူအညီတောင်းကြတာလေးကတော့ ၄င်းစင်တဲ့အမြောက် update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာနေစဉ်မပြတ်အစဉ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမန္တရာမြို့နယ်တရော်ပင်ကျေးရွာစာတင်ကျောင်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ရာအမျိုးသမီးတအုပ်ဒဏ်ရာရရှိပြီးတော့စာတင်ကျောင်းပြတ်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဩဂတ်စ်လ6ရက်နေ့မနက်7:00နာရီခွဲကမှမတရားမြို့နယ်အရှိတ်ဘတ်ချမ်းမှာရှိတဲ့တရော်ပင်ကျေးရွာနီးတဝိုက်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အချမ်းဘတ်စစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ အကြံပတ်စစ်ခွေးတိုက်ရဲ့လေးချောင်းတက်ခတ်မှုအတွင်တရော်ပင်ကြီးပါကအမျိုးသမီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့စာတင်ချောင်းလည်းပြက်စီးသွားတယ်လို့သိရပါဗျ။စစ်ခွေးတွေတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတက်ခတ်သွားတာပါထိခိုက်ဒဏ်ရာရအမျိုးသမီးကအသက်အရွယ်ကတော့35နှစ်အရွယ်ပါစာတင်ချောင်းကိုကျဲသွားတယ်စာတင်ချောင်းလည်းထိခိုက်ပြက်စီးသွားတယ်လို့ VOM Voice of Mandalay ကတောင်ဝင်ရှိသူကပြောဆိုထားပါဗျ။အလားတူပဲ Mandalay တောင်သာမြို့နယ်အနောက်တောင်ချမ်းမှာရှိတဲ့ကျေးရွာများကိုလည်း အကြမ်းဖက်စစ်ခွေးတပ်ကစစ်တပ်လေးထီးများနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြအောင်ဒေတာရင်းသတင်းရင်းမြစ်ကသတင်းပေးပို့ပြောကြားထားပါတယ်။ဩဂတ်စ်လ6ရက်နေ့မနက်7:39မိနစ်ကစတင်ပြီးတော့နှစ်နာရီ6မိနစ်အထိမိထီလာလေးတပ်ကနေတက်လာတဲ့စစ်တပ်လေးထီးတစ်စီးဟာတောင်သာမြို့နယ်အနောက်ဘက်ခြမ်းမှာရှိတဲ့ကျေးရွာများကို ဆက်နက်ကြိမ်ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ခွေးတိုက်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုမရှိတော့လဲပြည်သူတွေထွက်ပြေးတန်းရှောင်နေရဆဲဖြစ်တယ်လို့သိရပါတယ်။တောင်တာမြို့နယ်အတွင်းကရွာတွေကိုစစ်ခွေးတွေကညတိုင်းနှီးပါကိုဆက်တက်လေထီးတွေနဲ့ဘုံလာကျဲနေလို့ပြည်သူတွေကညအချိန်ဆိုရင်ရွာထဲမှာမအိပ်ရဲလို့ရွာအပြင်မှာထွက်ထွက်ပြီးအိပ်နေရပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ပြီးတော့လှုပ်ဆောင်လာမှာကိုလည်းပြည်သူတွေကစိုးရိမ်နေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းအကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ